Rusty's Train Ride Apetri Farm nga အချစ်တော်ခွေးကလေး Rusty ရဲ့ယထာစီခီးစဉ်လေးကြောင်းဖတ်ပြမယ်နော် This is Apetri Farm This is Mrs. Boot the farmer She has two children called Poppy and Sam and a dog called Rusty ဒါတော့ ပန်းသီးပင်ဥယျင်ခြံလေးဖြစ်ပါတယ်။ဒီမှာရှိတဲ့ Auntie ရတော့ Mrs. Boot လို့ခေါ်ရနော်။သူ့မှာကလေးလေးနှစ်ယောက်ရှိတယ်။ Poppy နဲ့ Sam လို့ခေါ်ရနော်။ Poppy ကမမ Sam ကဆော့စရာထွန်းစလေးပေါ်မှာထိုင်ပြီးတော့စီးနေတယ်နင်းနေတယ်။ကောင်လေးပေါ့နော်သူတို့မှာအချစ်တော်ခွေးကလေး rusty ဆိုတာရှိတယ် rusty ဆိုရက်တန်ကြီးအောင်ခွေးလေးပေါ့နော်အညိုရောင်လေးတွေ့လားနော် They are having breakfast. What are we doing today? says Sam. Let's go and see the old steam train, says Mrs. Boot. သူတို့ရမနက်စာစားနေကြတယ်တဲ့မနက်စာစားတဲ့အချိန်မှာဆမ်ကမေးလိုက်တယ်တဲ့ဒီနေ့တဲ့တားတို့ဘာလုပ်မှာလဲတဲ့အဲ့မှာမေမေဖြစ်တဲ့ Mrs. Boot ကသူတို့တွေတဲ့ဒီနေ့တဲ့ယထာဘူရာယုံလေးမှာရှိနေတဲ့ ရေနင်းငွေရနာအဟောင်းကြီးကိုတွားပြီးကြည့်ကြမယ်လို့ပြောတာနော် Come on Rusty said Sam They walked down the road to the station Don't let Rusty go hold him tight says Mrs Boot အဲ့ဒီလိုနဲ့တဲ့ Rusty တို့ Mrs Boot တို့ Popular Sam တို့ဟာယထာဘူရာကြီးကိုတွားကြတယ်အဲ့ဒီအချိန်မှာတဲ့ Rusty လေးကိုလိုက်ခဲ့နော်လို့ Sam ကခေါ်နေတယ်နော် အဲ့ဒါ Mrs. Blue ကသူ့သားလေးကိုသတိပေးလိုက်သေးတယ်လမ်းပြီးတော့ Rusty ကိုမလွတ်စေနဲ့တဲ့တေချာလေးကင်ထားနော်တဲ့လက်ကနော်ခွေးလက်ပတ်နဲ့ဂျိုးရှီလေးကိုခေါ်သွား Rusty ကပုံထဲမှာရှိတယ်တစ်ပင်အောက်ကယုံလေးနှစ်ကောင်လှမ်းပြီးနှုတ်ဆက်တယ်လို့မျိုးလုပ်နေနော်အဲ့ဒါကြောင့်မလို့သူတို့အတင်းဆွဲခေါ်ဖို့လုပ်နေကြတာ They wait on the platform Mrs. Boot, Poppy and Sam watch the train come in Mrs. Hill and her puppy watched the with them. သူတို့တွေရထားပူရာရဲ့ platform လေးပေါ်မှာနော်ဇင်းကြံလေးပေါ်မှာမတက်ရက်ပြီးတော့လက်တွေပြပြီးတော့စောင့်နေတယ်အဲ့ဒီအချိန်မှာတဲ့ရထားလေးကတဖြည်းဖြည်းလေးမောင်းမိဝင်ပြီးတော့ဝင်လာတာပေါ့နော်မိကိုငွေလေးတွေနဲ့နော် steam ငွေတွေပေါ့နော်ရေနွေးငွေတွေနဲ့ Mrs. Hill လို့ခေါ်တယ်မအုပ်ထုပ်အနီအောင်လေးနဲ့ဖွားဖွားလေးရှိတယ်နော်သူစီမှာခွေးကလေးဟာအဖြူရောင်လေးနဲ့တလား အာ Mrs. Hill နဲ့သူ့ရဲ့ puppy လေးကလည်းယထာဝင်လာတာကိုသူတို့နဲ့တူတူရက်ပြီးတော့ကြည်နေတယ်တဲ့။သူတို့ဆိုတာဘယ်လိုလဲဆိုတော့ Mrs. Boot ရဲ့ puppy နဲ့ Sam နော် Rusty လည်းပါတာပေါ့ The train is ready to go. Everyone talks to the train driver. The fireman shuts the doors. He climbs on the train. ဒီလိုနဲ့တဲ့ train ကတော့တဲ့နောက်တနေ့အောင်ဆက်သွားဖို့ ready ဖြစ်နေပါပြီတဲ့။ တယောက်နဲ့တယောက်ပြီးတော့နှုတ်ဆက်နေကြတယ်တဲ့ယထာမောင်းနဲ့ဦးဦးကိုလည်းစင်းကြံဘောကလူတွေကနှုတ်ဆက်နေတယ်တဲ့အဲ့ဒီချိန်မှာ fireman's လို့ခေါ်တဲ့ဦးဦးကြီးကယထာတကားလေးကိုပိတ်နေတာကိုတွေ့ရတယ်နော်လိုက်ပိတ်နေတာပေါ့နော်တကားတစ်ခုလည်းမဟုတ်အများကြီး door ဆိုတော့အများကြီးကိုလိုက်ပိတ်ပြီးတော့တဲ့သူကယထာဘောကိုတက်သွားလိုက်တယ်ပြီးတော့ယထာက ready to go ဆိုတော့ထွက်ဖို့ ready ဖြစ်သွားတော့စားထွက်ပြီးနေတယ်နော် where's my puppy Mob was with me on the platform, said Mrs. Hill. Now he is gone. The train starts to move. ငါရဲ့ခွေးလေးဘယ်ရောက်သွားပါလဲတဲ့ခုနကတော့ mob လို့ခေါ်တဲ့ဒီခွေးဖြူဖြူလေးရတဲ့ဈေးညံပေါ်မှာသူနဲ့တူတူပါလို့ Mrs. Hay ကပြောလိုက်တယ်တဲ့အခုမရှိတော့ဘူးတဲ့အဲ့ဒီအချိန်မှာပဲယထာတဖြည်းဖြည်းချင်းစပြီးတော့ထွက်ခွာနေပြီနော် Rusty watches its goal he pulls and pulls, runs away. Then he jumps through an open carriage window. Rusty ya de yatha thwat da o lai chi ni de de. Tu a de san myet let the ya ni ma atin yong pi lo swae thwat ni da de. Elo ne de san myet let kle ya ni ma lut thwat twar de de. Jo le ya lut thwat twar pi lo. Tu a de brain bauk yatha dwe le ma shi de lut ni de ha ni de brain bauk le ya ni ma khon pi lo ပြေးဝင်သွားလိုက်တယ်တဲ့ယထာတွဲပေါ်ခုန်တက်သွားတာပေါ့နော်ထွက်နေတဲ့ယထာလေးကိုသူအမိပြေးပြီးတော့ပြေးဝင်သွားတာအားလုံးကအံ့ဩပြီးတော့တားလို့မရလိုက်ဘူးနော်ဇင်းညံပေါ်မှာကြံခဲ့တယ်နော် Come back Rusty shouts Sam Rusty looks out of the window There he is says Poppy he is going for a train ride on his own ပြန်လာလေတဲ့ Rusty တဲ့ Sam ကလမ်းခေါ်နေတယ် ရာစတီရလဲတဲ့သူဝင်သွားတဲ့ဗရင်ဘော့ကနေခေါင်းလေးပြူပြီးတော့ပြန်ကြည့်နေအော်တွေ့ပြီတွေ့ပြီတဲ့ဟိုမားတဲ့မမပေါ်ပြလမ်းပြောတယ်နော်သူဟာတဲ့သူဟာသူတယောက်တည်းရထားစီးဖို့လိုက်သွားလားမသိဘူးတဲ့သူကအဲ့လိုမျိုးပြောနေကြတာနော် stop stop the train shout sam mrs boot poppy and sam shout and wave but the train pops away down the track ရပ်ပါအောင်ရပ်ပါအောင်ရထားကြီးလို့ Sam ကအော်ပြီးခေါ်နေတာတဲ့ Mrs. Boot တို့ပေါ်ပြီးတော့ Sam တို့လက်တွေလည်းပြပြီးအော်ခေါ်ပေးမယ်တဲ့ယထာတဖြည်းဖြည်းချင်းသူ့ရဲ့ယထာလမ်းတိုင်းဆက်ပြီးတော့ထွက်ခွာသွားတာပေါ့မကြားရဘူးပေါ့နော်တော့ယထာဆက်တန်ကလည်းစူညံတော့ဒီလိုမျိုးပုံမှန်អော်တဲ့အတန်နဲ့မကြားရဘူးလေယထာမောင်းတဲ့လူကလည်းဟိုးဘက်ကိုဆက်ပြီးတော့မောင်းသွားတာပေါ့နော် What shall we do both dogs have gone said sam we have to wait for the train to come back says mrs boot ဘလို့ဆက်လို့မလဲမေမေတဲ့ခွေးနှကောင်စလုံးနဲ့သွားကြပြီတဲ့မရှိတော့ဘူးတဲ့ we have to wait for the train to come back ဆိုတော့သူတို့တွေတဲ့ယထာပြန်လာတဲ့အချိန်ဆောက်ရမှာပေါ့လို့မေမေ mrs boot ကပြောတယ်တဲ့အဲ့ဒါနဲ့သူတို့က old station မှာပဲယထာစင်းကြံလေးပေါ်မှာထိုင်ပြီးတော့ယထာကတပတ်ပတ်ပြီးပြန်လာမှာလေအော်စောင့်ကြမယ်တဲ့ပြောတယ်နော် At last, the train comes back. Look, there's Rusty, said Sam. You naughty dog, where have you been? says Poppy. Now, so no, Yatalia, old station, Yatabura, Liu, Pianyau, Lade. Chibaone, whom are Rusty, Liu, Drillare, Sam Gabjorno. Toto, so de quigley. ပေရီမြရဲ့လိုက်သွားလည်းမသိဘူးလို့မမဖော်ပြရလဲလမ်းဆူလိုက်သေးတယ် The train stops at the station. The fireman climbs down from the engine. He opens the carriage door. ပြီးတော့ယထာလေးကဘူတာမှာကြာကြာနာနာရက်သွားတယ်။အဲ့ဒီချိန်မှာ fireman ဦးဦးကယထာကောင်းကန်ကနေဆင်းလာတာပေါ့နော်။ပြီးတော့သူကအနောက်ကလူစီးတဲ့အတွေ့တကားလေးကိုဖွင့်လိုက်ပါတယ်။ Come on Rusty, your ride on the train is over, says Mrs. Boot. Rusty jumps down. what's he got said sam လာပါအောင် rusty ရဲ့လို့နော်မင်းယထာစီးတဲ့ခီးစင်ကတော့ပြီးပါပြီဆိုပြီးတော့ mrs poo ကလမ်းပြီးတော့စူးတလို့နဲ့ခေါ်လိုက်တယ်အဲ့ဒီအချိန်မှာပဲ rusty လေးကယထာတွဲပေါ်နဲ့ခုံဆင်းလာတယ်တဲ့ကြည့်ပါအောင်တဲ့သူသူပစက်ထဲမှာဘာပါလာလဲဆိုတာကိုတဲ့ sam ကပြင်းပြင်းရှင်ရှင်ပြပြရှင်ရှင်နဲ့ပြောပြလိုက်တယ်တဲ့ it's my little mop တဲ့ mrs hales picks her puppy poor little thing did you go on the train all by yourself ဟာတဲ့ငါရဲ့အချစ်တော်ခွေးကလေး mop ပါလားတဲ့တနာစရာကောင်းတဲ့ mop ကြီးတဲ့ဘလို့ဖြစ်ပြီးတော့တဲ့မင်းကိုကိုကိုတယောက်တည်းတကောင်နေပေါ့နော်ယထာစီဒါလိုက်သွားရတာလေဆိုပြီးတော့ miss no mrs k ကသူ့ရဲ့ခွေးကလေးကိုစူးတလူနဲ့သူစကားပြောနေတာပေါ့နော် rusty လေးကိုလည်း sam ကပြန်ဖတ်ထားတယ်အဲ့ဒီအချိန်မှာ mrs blue ကလက်ကလေးပိုက်ပြီးတော့ကြည်နေနော် အော်လာပါ။အအော်သဘောကျတာပြုံးပြုံးလေးပေါ့အားလုံးကပြုံးနေကြတယ်။ Rusty wants with him said Sam. That's why he jumped on the train said Poppy. Clever Rusty said Sam. Rusty ရတဲ့သူနဲ့လိုက်သွားတာလေတဲ့။ဒါကြောင့်မို့လို့သူကယထာဘောကိုအပြေးလွှာခုန်ထက်သွားတာဆိုပြီးတော့ Poppy ကလည်းပြောတယ်တဲ့။ clever rusty တဲ့တော်တော်အလိုက်တိတဲ့ rusty လေးပါလားလို့သူ့ရဲ့သခင်လေးဖြစ်တဲ့ Sam ကနောက်ဆုံးတော့ rusty လေးကိုချီချူးစကားပြောလိုက်တယ်တဲ့ဒါလေးကတော့ rusty's train ride ပဲဖြစ်ပါတယ်เนาะ